တကယ်ကလူဆိုတာကိုကိုကိုတိပင်မဲ့လူတဘာဝအရတိတော့တိတယ်เนาะဒါပဲမပြင်ရှင်တဲ့အသက်တာရှိကောင်းရှိလိမ့်သူရဲ့အမားကို तू ခံဝင်ချက်ယူခဲ့တယ်တာဝန်ယူခဲ့တယ်ဆိုတော့ကျွန်တော်တို့ကုတော်ဤသားဟူရဲ့ခေါ်ခြင်းကိုမခံထိုက်ပါတဲ့เนาะအပြစ် तू response တာဝန်ယူတယ်เนาะကျွန်တော်ဟာအဖေရဲ့အသားအနေနဲ့ခေါ်ဖို့မထိုက်တန်တော့ဘူး the younger son เนาะထားရဲ့အဖတ်ထံသို့သွားလိမ့်ဤ 都得了都开药的，喏、啊，怕强度，讲哪个没有，你松掉去了，不要紧。有些偏食的，记住要顾吃妈妈诶，侬像那个看病的，像那个瓜，天天的，记住嘛，人家总讲，喏，要吃淡的偏食，长期偏食诶。试试 ျွန်တော်တို့ဒီကနေ့ပထမဆုံးကျွန်တော်ဖတ်ချင်တဲ့ကျမ်းပိုက်ကရှင်လူကာခန်းကြီး15အငယ်74ဖြစ်ပါရှင်လူကာခန်းကြီး15အငယ်7နဲ့14ဖြစ်ပါတယ် တားငယ်ဒီအဖထံသို့သွား၍အဖကျွန်ုပ်ရထိုက်သောအမွေဥစ္စာကို ဝေ၍ပေးပါဟု တောင်းပန်လေအဖသည်ဥစ္စာများကိုဝေ၍တားတို့အားပေးလေ၏ထို့နောက်များမကြာတားငယ်ဒီမိဥစ္စာများကိုတင်းယူ၍ဝေးစွာသောပြည်သို့သွားပြီလေထိုပြည်မှာကံမကုံ၌လွန်ကျူးသောအဖြစ်ဥစ္စာဖြုံးတီး၍ရှိသမျှကုံသောအခါ ထိုပြင်း၌ကြီးစွာသောအစာခေါင်းပါခြင်းဖြစ်၍သူသည်အလိုဆေးခြင်းသို့ရောက်၏တယ်လို့ပဲပြောရမယ်နော်ဒီကျွန်တော်တို့ဒီဥပမာကတော့သခင်ခရစ်တော်ပြောခဲ့တဲ့ဥပမာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့အများအတန်းကြားဘူးလိမ့်မယ်ဒီဥပမာကိုခဏခဏကြားဘူးလိမ့်မယ်သားသားငယ်နဲ့သားကြီးနော်သူတို့နှစ်ယောက်အသက်တာဟိုအဲ့ဒီ တားငယ်ကဖာကင်စီကိုသွားပြီးတော့အဖေကျွန်တော်နဲ့ထိုက်တန်တဲ့အမွေကိုကျွန်တော်ပေးပါဆိုပြီးတော့တောင်းတယ်တကယ်တော့ဒီလူတောင်းချင်းဟာအမတမ်းမပဲရှက်စရာတော့ကောင်းတယ်လှုပ်လဲမလှုပ်သိဆိုတာကျွန်တော်နားလည်နိုင်ပါတယ်ဘာဖြစ်လို့ဆိုတော့အမွေဆိုတာကျွန်တော်တို့သိတဲ့အတိုင်းပဲအားလုံးဟာမိဘတွေသုံးသားတော့မှာပဲသားသမီးတွေနေဘယ်လောက်ယူပါနေဘယ်လောက်ယူပါပြီးတော့ပြောတာတွေရှိတယ် အနော်စာချုပ်စာရနေလောက်ခဲ့တာတွေလည်းရှိရှိကောင်းရှိလိမ့်မယ်ဆိုတော့ဒီသားငယ်တွားပြီးတော့အမွေတောင်းကျင်တာတကယ်တော့သူမလုတ်တင်တဲ့အရာဖြစ်ပါလားဆိုတော့ကျွန်တော်နားလည်နေပါတယ်ဒီအမွေဆိုတာကောင်းတဲ့အမွေရှိသလိုမကောင်းတာတွေလည်းရှိတယ်နော်အမွေရပြီးတော့ချမ်းသာတဲ့သားသမီးတွေလည်းအများကြီးရှိကောင်းရှိလိမ့်မယ်အမွေရပြီးတော့မိသားစု꿰သွားတာညီကိုတွေရံဖြစ်တာတွေလည်းအများကြီးကျွန်တော်တွေ့ရပါလိမ့်မယ် ဆိုတော့ကျွန်တော်တို့ဒီအမွေအကြောင်းနဲ့ငယ်ကြည့်အောင်မဆိုရင် Jewish အဲဒီယူဒာဘာသာမှာယူဒာဥပဒေမှာဘာရှိဘယ်လိုပြောထားလဲကျွန်တော်တို့ကျမ်းစာထဲမှာလည်းရှိပါတယ်နော်အဲဒီပထမတစ်ခုက Deuteronomy 21 verses 15 to 17မှာတရားဟောရာကျမ်း27 25 29မှာဘာပြောလဲဆိုတော့နှဆသောအမွေကို မွေဥစ္စာကိုသူအားပေးရမည်။သားဥကိုပြောတာနော်။အเจ้าမူကားထိုသားသည်အဖအီခွန်အားအစာဥဖြစ်၏။သားဥအရေအရာနှင့်ဆိုင်ပေ၏။နော်။အဲဒီယူဒာဥပဒေအရအမွေပေးရမယ်ဆိုရင်သားဥကိုသုံးစားတစားပေးရမယ်။သားငယ်ကတော့တစားလေးပဲရလိမ့်မယ်။နော်။အခုကသားငယ်ကသူ့တောင်းတဲ့သူ့အဖေတောင်းတဲ့အခါမှာကျွန်တော်တီးတဲ့အခါမှာဆိုသုံးစားတစား အဲ့ဒါကိုသူတန်းငယ်ရရမှာဖြစ်ပါတယ်။ဆိုတော့ဒါအပြင်တချို့မိသားစုမှာသားမရှိဘူး။သားမရှိတော့ဘသူ့ကိုပေးရမလဲဆိုတာကျန်းစာဘလို့ပြောလဲဆိုတော့အဲ့ဒီတောလေယာကျန်း29အငယ်ရှေ့ကနေကိုမပါပြောလဲသူသူဒီသားယောက်ျားမရှိဘဲတည်ရင် သူ့အမွေဥစ္စာကို သူ့ဤသမီးလက်သို့ရောက်စေရမည်။သမီးမရှိဘူးဆိုရင်ညီအကိုညီအကိုမရှိစေဘာကြီးဘာထွေး ဒါမှမဟုတ်နီးစရာဆွေမျိုးတွေကိုပေးရမယ်လို့ကျမ်းစာဖော်ပြခဲ့ပါတယ်ဆိုတော့ဒါမှရှိတဲ့သူဆိုတော့ယူမုန်တို့ဆိုရင်သမီးနှစ်ယောက်ပဲရှိတယ်ဆိုတော့သမီးနှစ်ယောက်ပဲပေးရမှာပဲเนาะဒါမှမရှိဘူးဆိုတော့အဲ့ဒီချိန်မှာတော့ကျွန်တော်ကျွန်တော်စိတ်ထင်တော့ကျမ်းစာတော့မဖော်ပြဘူးညီသူများတို့ခွဲလို့တော့ရမယ်ထင်တယ်เนาะစနိုးတူရဲ့เนาะသူထရီဆာတူရဲ့ပေးလို့ရမယ်ထင်တာပဲเนาะဆိုတော့ကျွန်တော်တို့ဘာပြောချင်လဲဆိုတော့ဒီအမွေ ဒီသားဟာသူရတင်ရထိုက်တဲ့အမွေကိုသူ့အဖေကိုတောင်းပြီးတော့ဝေးစွာသောပြည်ကိုထွက်သွားတယ်ကျန်းစာကဘယ်ပြည်ကိုသွားလဲဆိုတာတော့မဖော်ပြဘူးဝေးစွာသော ပြည်ကိုသွားတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်ဒီနေ့အနေငယ်ပဲဝေးစွာသောပြည် far country ပြန်ပါလေနော် far country ကပြန်ပါလေ physically far country လို့ကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ နော်ဗမာပြည်ကနေဒီအမေရိကလာတဲ့ခါမှာတော်တော်ဝေးနေပြီဟိုးအရှေ့ကနေဒီဘက်အနောက်ကိုလာဆိုတော့တော်တော်ဝေးနေပြီ physically ရနော်ခန္ဓာကိုယ်ရဆိုတော်တော်ဝေးနေပြီဒါပေမဲ့ဒီခုနသားအဝေးဆုံးသွားတဲ့နေရာကတချို့က scholar တွေကအီတလီကိုသွားတယ်တချို့ကလည်းအာဖရိကကိုသွားတယ်ပြောတယ်ဒါပေမဲ့ကျွန်တော်အတိအကျမသိပါဘူးဒါသူတို့ကခံမှန်းချင်ပြီးပြောတာဖြစ်လိမ့်မယ်ဒါကတော့ physically far country now ျွန်တော်အနေနဲ့ပြန်စဉ်းစား physically အပြင် spiritually far country ဆိုတာကျွန်တော်ပြန်ကြည့်ရအောင်เนาะကျွန်တော်အသက်တာမှာလည်းတစ်ခါတခါခုနသားငယ်လိုပဲဝေးသောအရာကိုအရက်ကိုသွားတဲ့အချိန်များကောင်းရှိကောင်းရှိလိမ့်မယ်เนาะစိတ်နှလုံးအထဲမှာဖျားသခင်မရှိတဲ့အချိန်ကြမ်းစာမဖတ်ခြင်းတဲ့အချိန်ဆုမတောင်းခြင်းတဲ့အချိန် this is spiritual far country for us เนาะ ကျွန်တော်တို့ပြန်လဲပြီးကိုယ့်ကိုယ်ကိုပြန်သုံးသပ်ဖို့လိုအပ်ပါတယ်ဟေရှာအနာဂတ်ရန်26ကိုငယ်73အဘပြောလဲဆိုတော့သာရဖျားကလည်းဤလူမျိုးသည်နှုတ်နှင့်ငါထံသို့ချင်းကပ်၍နှုတ်ခမ်းနှင့်ငါကိုယူတည်ကြ၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏နော်ဒါဖျားဖျားတကင်ဟေရှာရအဖြစ်သူ့ရဲ့လူမျိုးတော်ကိုပြောနေတဲ့စကားပဲဖြစ်ပါတယ် ီလူတွေကငါ့ကိုချစ်တယ်ချစ်တယ်နော်ပြောတယ်ငါထံသူချင်းကပ်၍နှုတ်ခမ်းနဲ့ငါ့ကိုယူသေးကြတယ်ဒါပေမဲ့သူတို့ရဲ့စိတ်နှလုံးငါနဲ့ဝေးကွာသွားကြတယ်ဆိုတော့ပေါ်ပြခဲ့တယ်ကျွန်တော်တို့လည်းဒီလိုပဲဖြစ်ကောင်းဖြစ်လိမ့်မယ်တခါတခါနှုတ်ကတော့ချီးမွမ်းပါရဲ့ဒါမျိုးတခါကျွန်တော်တို့စိတ်နှလုံးကဖျားသခင်နဲ့အင်တာမှာပဲဝေးလံတော့တိုင်းပြည်တို့ရောက်သွားတော့ခါများလဲရှိတတ်ပါတယ်ကျွန်တော်ပြန်လဲပြီးတော့တတိယဘုလိုအပ်ပါတယ် 就那的美国嘛，记得的看嘛，估计嘛可以啊，目标的看嘛，超过 64%或63，哎，百分之六百可以啊，是的、hmm. 对啊，就那了呀。龙格的尼尔斯，就就龙格了，可以啊，把那地震比嘛，90%哦，是的，喏，大部分的 Pb，Pb 呢，那那那那多少？啊，就是60，就就五百强了。 ဒါလောက်ကြံရတော့ကျွန်တော်ယေရှုတရားမယ်နော်။ဘာလို့လဲလူတွေကကိုကိုကိုအာကူလာကြတယ်ဘုရားသခင်မလိုပါဘူးဘုရားသခင်အာကူဖို့မလိုပါဘူးဆိုတဲ့စိတ်တွေကအများများလာတော့ခရိယန်ယာကန်တော့တပြေးပြေးတပြေးပြေးနဲ့နဲလာတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဆိုတော့ spiritually far away to God ဆိုတာကျွန်တော်တို့ပြန်လည်တည်ရဖို့လိုအပ်ပါတယ်။ဆိုတော့ဒီသားငယ်ဟာအဲ့ဒီသူ့အဖေကလည်း သူတောင်းတဲ့အတိုင်းပဲဒီအမွေဥစ္စာကိုသုံးပုံတပုံပေါ့နော်သုံးပုံတပုံပေးလိုက်ပြီးတော့သူသားအဝေးကိုထွက်ခွာသွားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်တိုင်းတပေါင်းနော်တိုင်းတပေါင်းရောက်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့ဒီတိုင်းပြည်ရောက်ပြီးတော့နောက်ပိုင်းကျတော့သူကဒုက္ခရောက်ခဲ့တယ်ဆင်းရဲဒုက္ခတွေကြုံခဲ့ရတယ် the disappointments in the far country ဆိုတော့ကျွန်တော်သူကြုံဆုံခဲ့ရတယ်ကျွန်တော်တို့လည်းဒီဗမာပြည်ကနေဒီ အမေရိကလာခဲ့တဲ့ခါမှာ purpose ကတော့မတူဘူးနော်ခုနတားငယ်ကတော့ဖြုံးဖို့နော်ပျော်ဖို့ပျော်ဖို့ပါဖို့ကျွန်တော်တို့ကဒီကျွန်တော်တိုင်းပြည်ကနေဒီလာတာကတော့တချို့ကတော့အလုတ်အကင်နဲ့သကောင်းတချို့ကတော့မိသားစုနဲ့ပြန်တွေ့ဖို့သလကောင်းတချို့ကလည်းပညာရေးကြောက်သလကောင်းအမျိုးမျိုးလာကြတယ်နော်အဲဒီ purpose ကတော့မတူကြဘူးဒါပေမဲ့ disappointment တော့လူတိုင်းရှိကြတာပဲ เนาะကျွန်တော်ရောက်ကာစားပြန်စဉ်းစားကြည့်ပါဘယ်လောက်ဒုက္ခဆင်းရဲခံရလဲเนาะမအိမ်နေမစားနိုင်အလုပ်ဆိုရ3 4ခုလောက်อ่ะတချို့တွေကလည်းအလုပ်မလုပ်လုပ်ပိုင်ခွင့်မရှိလို့ခိုးလောက်ရတာတွေအများကြီးရှိတယ်ဆိုတော့ disappointment နေအများကြီးရှိတယ်ဝေးလံဆိုတိုက်ပြူလာတဲ့အခါမှာအဲတချို့ကဘာပြောလဲဆိုတော့ American is not heaven เนาะကောင်းကင်ဘုံမဟုတ်ဘူးရောက်တဲ့အခါမှာကုန်းလောက်ရတာပဲเนาะမအိမ်မနေပြန်ပန်းခံပြီးတော့လူဆင်းရဲစွာ လှုပ်ဆောင်ခဲ့ရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်သူတော့အဲ့ဒီတားငယ်ကလည်းအဲ့မှာရောက်တဲ့အခါမှာကြာလာတော့သူ့ရဲ့ပက်ဆန်တွေလည်းကုန်လာပါတော့ဖြုံသုံးအမျိုးမျိုးပျော်ပါလိုက်တယ်နောက်ဆုံးကျတော့သူကအလူဆင်းရဲခြင်းဆိုရောက်တယ်စံစာဖော်ပြအလူဆင်းရဲခြင်းဆိုရောက်တယ် beginning to be in need နော်လိုအပ်တာတွေရှိလာတယ်စားဖို့တောက်ဖို့မရှိတော့ဘူးပက်ဆန်လည်းမရှိတော့ဘူးအဲ့ဒီအချိန်ရောက်ခဲ့တာဆိုကျွန်တော်တို့တွေ့ခဲ့ရပါတယ် ဆိုတော့ तू ဘာလုပ်လဲကျွန်တော်တို့အားလုံးသိတဲ့အတိုင်းဝယ်သွားထိရတယ်နော်ဝယ်ထိရတယ် Jewish ဥပဒေသူတို့ကအဲ Talmud ဆိုတဲ့စာအုပ်ရ Prophets အကြသူတို့ဘာပြောလဲဆိုတော့ဝယ်ထိတဲ့လူဒါတော့ဒါအပြင်အဲ့ဒီမိမိရဲ့သားကိုသားသမီးတွေကို Greek ဘာသာသင်တဲ့လူတွေဟာကြိမ်ချင်းခံရတယ်သူတို့သူတို့ကဘလောက်ဆိုးလဲဆိုတာနော် Curse to the man who tends swine and the man who teaches his son Greek wisdom. ဆိုတော့အင်မတန်မှာပဲဆိုးွားတော့ပြောကြတဲ့ဖြစ်ပါတယ်။နော်ဝက်သွားထိုင်းတဲ့လူကအင်ဒီကျင်ချင်းကိုခံရတယ်။ဒါအပြင်သူတို့ဘာပြောလဲ။အဲ့ဒီ Greek ဘာသာကိုသူသားသမီးတို့သင်တဲ့လူတွေကိုအဲ့ဒီကျင်ချင်းခံရတယ်။ဘာဖြစ်လို့လဲသူတို့အဲ့ဒီအချိန်မှာ Greek ဘာသာက very liberal လို့ပြောမှာပေါ့နော်။ secular ဖြစ်တယ်။ very secular မတန်ရှင်းဘူးလို့သူတို့အဲ့ဒီယူဒဘာသာတွေကခံယူထားတယ်ဆိုတော့ဂရိဘာသာတင်တဲ့မိဘတွေကမတန်ရှင်းဘူးလို့လည်းဒီကျမ်းစာအဲ့ဒီသူတို့ဘာသာရေးအရသူတို့ပြောခဲ့တာရှိတယ်ဆိုတော့ဘလောက်နှိမ့်ဆုံးသောအရာကိုအဲ့ဒီဒီသားငယ်ရောက်ပြီလဲဆိုတော့ကျွန်တော်တွေးနိုင်ပါတယ်နော်ဘာမှတန်ဖိုးမရှိတော့အသက်တာဆိုတာသူရောက်ခဲ့ပြီဆိုတာကျွန်တော်နားလည်နိုင်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့သူ့ရဲ့နေရာမှာနေနေတဲ့ခါမှာကျွန်တော်တို့ ဖြတ်သန်းပါပဲဒီဘဝကိုဒါပေမဲ့ကျွန်တော်တို့ဘုရားသခင်ကိုပြန်လဲတည်ရပါနော်ဘုရားသခင်ဝေးစွာသောတိုင်းပြည်မှာရှိပေမဲ့ကျွန်တော်တို့ spiritually ကျွန်တော်တို့ဘုရားသခင်နဲ့ပြန်လဲနှီးစပ်ဖို့လိုအပ်ပါတယ်ဆိုတော့အဲ့ဒီသားငယ်ဟာအဲ့လိုမျိုးဒုက္ခဆင်းရဲဒီကြုံတဲ့အခါမှာသူတို့သူမလုံမလုံထိုက်တဲ့ဝက်ထိန်တဲ့အလုပ်ကိုသွားလုပ်ရတယ်နော် ဆိုတော့တော်တော်လေးအောက်တန်းကျသွားတဲ့အလုပ်ကိုသူလုပ်ခဲ့ရတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်နောက်ဆုံးသူမခံနိုင်တော့ဘူးမခံနိုင်တော့သူဆုံးဖြတ်လိုက်တယ် returning from the far country နော်သူရဲ့ဝေးကွာလာဝေးလာဆိုတော့တိုင်းပြည်ကနေပြန်လဲပြန်လာဖို့သူဆုံးဖြတ်ခဲ့ပါတယ်ဆိုတော့ပထမအချက်အနေနဲ့သူ he came to his sense သူတတိယလာတယ်သူတတိယလာတယ်အခန်းငယ်16မှာနော်ခန်းငယ်16မှာ သူ့ကိုယ်သူတိလာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်နော်ထိုအခါသတိရလေတဲ့ထိုအခါသတိရလေငါအဖိုက်ဤနဲ့အခါစားသောသူတို့သည်ဝါစွာစားကြ၏ငါမူကားဤပိ၌တေးအောင်အငတ်ခံရ၏ဆိုတော့သူတိလာတယ်သူ့ကိုယ်သူတိလာတယ် he came to his sense သူအဖေအိမ်မှာရှိတဲ့လူတွေကကောင်းမှုစွာနေရတယ်သူက အခုဒီမှာတေမတ ဖြစ်နေပြီဆိုတာသူ့ကိုယ်သူသိလာတယ်နော်တခါတခါလူဆိုတာကိုယ့်ကိုယ်ကိုသိပင်မဲ့ပြန်မပြင်းတဲ့လူတွေလည်းအများကြီးရှိတယ်နော်ကျွန်တော်လူလူတဘာဝအရသိတော့သိတယ်နော်ဒါပေမဲ့မပြင်းရှင်တဲ့အသက်တာရှိကောင်းရှိလိမ့်ဒါပေမဲ့ဒီသားငယ်ဟာသူ့ကိုယ်သူသိလာတယ်နော်တတိယ he came to his sense so ဒုတိယအချက်နေသူဘာလက်လို့ဘာလှုပ်တယ်လဲဆိုတော့ he recognized his mistake နော်သူ့ရဲ့အမှားတွေကိုသူသိလာတယ်သူ့ရဲ့အမှားတွေကိုသူသိလာတယ်အခန်းငယ်16မှာငါထရဖတ်ထံသို့သွားမိအကျွန်ုပ်ဒီဘုရားသခင်ကို၎င်းကိုတော်လိုကိုကိုတော်ကို၎င်းပြစ်မှားပါပြီနော် he came to his sense and then he recognized his mistake နော်သူသူအပြစ်ကြောက်ပဲဆိုတာသူပြန်လဲပြီးတော့တတိယတယ် ကျွန်တော်တို့တစ်ခါတစ်ခါကိုယ်အပြည့်ရှိပေမဲ့သူများကိုအပြည့်တင်တဲ့လူတွေရဲ့ရှီကောင်းရှိလိမ့်မယ်နော်အာငါအပြည့်မဟုတ်ပါဘူးကွာဒီဒီလူကြောင့်ဒီလူနောက်ခိုင်းလို့ငါလှုပ်ရတယ်နော်ဒီလူကြောင့်ငါဆေးဆွဲရတယ်အဲ့ဒါမျိုးတွေရှီကောင်းရှိလိမ့်မယ်ဒါပေမဲ့ဒီသားငယ်ဟာအဲ့ဒီအချိန်မှာ သူ့ရဲ့အမားကို သူတိလာတယ်ဆိုတာကျွန်တော်တို့တွေ့ခဲ့ရပါတယ်သူတိပြီးတော့ he accepted the responsibility for his mistake သူ့ရဲ့အမားကို သူခံချက် ယူခဲ့တယ်တာဝန်ယူခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ခံရ16မှာကုတော်ဤသားဟူ၍ခေါ်ခြင်းကိုမခံထိုက်ပါတဲ့နော်ကုတော်ဤသားဟူ၍ခေါ်ခြင်းကိုမထိုက်တန်ပါအပြစ်သူ response တာဝန်ယူတယ်နော်ဘသူမှအပြစ်မတင်တော့အဲ့ဒီအချိန်မှာသူကုသူကျွန်တော်ဟာအဖေရဲ့အသားအနေနဲ့ခေါ်ဖို့မထိုက်တန်တော့ဘူး ဆိုတာကို तू ခံယူတယ် responsibility တောင်းဝင်လဲယူခဲ့တယ်ဆိုတာကျွန်တော်တို့တွေးခဲ့ရပါတယ်တွေးပြီးတော့ तू ဘာလုပ်လဲ he made the right decision เนาะအမှန်ကို तू ပြန်ပြီးတော့ဆုံးဖြတ်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်အငယ်20မှာထား၍အဖတ်ထံသို့သွားလေ၏เนาะ this is the right decision for the the younger son เนาะထား၍အဖတ်ထံသို့သွားလေ၏ပြောကြည့်တာက तू ဒီလောက်ဒုက္ခရောက်တယ်နော်ဒီလောက်ခံစားခဲ့ရတဲ့အချိန်မှာ तू တခြားနေရာတေးလဲတေးပါစီကွာမထူးတော့ပါဘူးဆိုတော့ပြောခြင်းလဲပြောမှာပဲဒါမဲ့ तू ဆုံးဖြတ်ချက်ဒီတစ်ခုကမှန်သွားပြီအဖတ်တန်တို့ပြန်လာခဲ့မယ်ဆိုတော့ तू ဆုံးဖြတ်ခဲ့တာကိုကျွန်တော်တွေ့ရပါတယ်ဟိုအရင်ကတော့ तू က give me နော်အမွေပေးပါ give me give me အဖေကသူ့အဖေကိုတောင်းခဲ့တယ်ဒါပေးပါညာပေးပါဆိုတော့ဒါပေမဲ့ဒီတစ်ခါကျတော့ make me make me your servant နော်အရင်ကတော့တောင်းတယ်တောင်းတယ်တောင်းတယ်အခုကအဲ့ဒီစိတ်တွေမရှိတော့သူစီမှာ make me your servant ဖေရဲ့အစီအခံအနေနဲ့ကျွန်တော်ကိုထားပါဆိုပြီးတော့သူပြန်ပြီးတော့ဒီစိတ်တွေသူစီမှာပြန်လာပြန်ရှိခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဆိုတော့သူ့အတွက်မလွယ်ဘူးနော် returning from the far country ကမလွယ်တော့မလွယ်ဘူးဒါပေမဲ့ သူမှန်ကန်သောဆုံးဖြတ်ချက်ကိုသူလုပ်ခဲ့တယ်ဘသူမှအပြည့်မတင်ခဲ့တော့နော်သူရဲ့ဆုံးဖြတ်ချက်အရသူမှားပါတယ်သူ့အဖေကိုပြန်လဲတောင်းပန်ပြီးတော့ပြန်လာခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့တကတကအဲ့လိုဒုက္ခရောက်တဲ့ခါမှာအိမ်ကိုမပြန်ကြည့်ဘဲနဲ့တခြားထွက်သွားတဲ့သူတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကရင်လူမျိုးတွေမှာ ဒီ refugee ကနေလာတဲ့လူတဲမှာအမေဖေကကြိုးစားလို့နော်သားသမီးကောင်းစားဖို့ဆိုပြီးတော့လှုပ်တဲ့ခါမှာတချို့သားတချို့အနေငယ်လဲပါပဲတချို့တွေကနားကောက်ကြတယ်နော်အဖေအမေစကားနားမထောင်ကြတော့ဆေးတုံးကြတယ်မူရည်ဆေးဝါးတုံးတော့တဖြည်းဖြည်းတဖြည်းနဲ့ဒုက္ခရောက်ကြတာပေါ့နော်အမျိုးမျိုးအခုဆိုတချို့တွေဆိုရင်လမ်းပြီးမှတောင်းရတယ်ခင်ရင်ရှိတယ်တခြားတိုင်းပြည်မှာတခြား state တွေမှာဘယ်လောက်သိုးတယ်လဲဆိုတာကျွန်တော်ခံမနိုင်ပါဘူး နော်သူတို့ကဝေးစွာသောတိုင်းပြည်တော်ရောက်ပါရဲ့ဒါပေမဲ့လမ်းမားကိုရောက်ခဲ့တဲ့အခါမှာသူတို့ဒုက္ခရောက်ခဲ့တာကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအတင်းတော်တစ်ခုမှဆိုရင်ဘလောက်ဆိုးလဲဆိုတော့အိမ်တိုင်းအိမ်တိုင်းမှာကင်မရာတွေထားရတယ်ဘာလို့ဆိုတော့ Sunday ဖျားရှိခိုးတဲ့အချိန်မှာအဲ့ဒီလူငယ်လေးတွေကတည်ရလေပဲချင်းဖျားရှိခိုးမယ်ဆိုတာဆိုတော့ကဲဒီဒီနေ့တော့ဒီအိမ်မှာဘယ်သူမှမရှိဘူးဖျားသားဖျားချောင်းသွားသွားကုန်ကြပြီငါတို့သွားဖောက်အောင်ဆိုတော့အဲ့ဒီအထိရှိခဲ့တယ် ကျွန်တော်အတိဆရာတယောက်ဆရာဆိုအိမ်မှာကင်မရာလက်ရှိတယ်ခွေးလည်းမွေးထားရတယ်အချင်းတွေတော်တော်ဆိုးတယ်နော်ပြောချင်တာဝေးกว่าသောတိုင်းပြူရောက်တဲ့ခါမှာအမားတွေလှုပ်ခဲ့တဲ့လူတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ခုနသားငယ်လူပဲကိုကိုကိုပြန်တီးပြီးတော့ပြန်လဲပြီးတော့ဘုရားသခင်စီပြန်လာသူ့အဖေစီပြန်လာခဲ့တဲ့အချိန်မှာသူ့အဖေကပြန်လဲပြီးတော့ကြိုးဆူခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့နိုင်ပါတယ်ဆိုတော့နောက်ဆုံးတစ်ချက်အနေနဲ့ the response of the father နော် the response of the father သူအဖေကကျွန်တော်တို့တည်တဲ့အတိုင်းပဲသူသားပြန်လာမယ်ရေကိုရက်ကိုအချိန်တိုင်းမျောနေတယ်အိမ်ရှိမှထိုင်ပြီးတော့မျောနေပါတယ်သူသားကိုတွေ့တဲ့အခါမှာပြေးပြေးဖက်တယ်နော်အဖသည်သူ့ကိုမြင်လေတနာသောစိတ်ပြေးသွား၍သားဤလယ်ဘင်းကိုပိုက်ဖက်လေနန်းရှုပ်လေဤဒါက the response of the father အဖေတယောက်အနေနဲ့သူ့အနေနဲ့သူ့ ပြောပံခွေရှိတာပေါ့နေအမေအခွေအအမွေတွေလည်းငါပေးခဲ့ပြီးပြီးသုံးဖို့တပုံနေယူခဲ့ပြီးပြီးသာသုံးဖြုံအခုမှပြန်လာတော့လက်မခံနိုင်ဘူးပြောရင်လည်းပြောမှာပဲဒါပေမဲ့ဒီဖခင်ကတော့ပြန်လဲပြီးတော့ချစ်ချင်းမေတ္တာနဲ့သူ့ရဲ့သားကိုကြိုဆိုခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်ဆာလာ103 ငယ်၈၁၀ကိုကြည့်တဲ့အခါမှာဗာတွေ့ရလဲဆိုတော့သာဝရဖျားသည်တနာတာသောသဘောဂျေစုပြုတာသောသဘောစိတ်ရှိ၍ကုဏကြွယ်ဝသောသဘောရှိတော်မူ၏အစီအမပြအပြစ်တင်တော်မူသည်မဟုတ်အညိုးကို အမဲထားတော်မူသည်မဟုတ်ငါတို့ပြစ်မှားခြင်းနှင့်အလျောက်ငါတို့ပြုငါတို့၌ပြုတော်မူမူတာငါတို့၌ဒုစရာရှိသည့်အတိုင်းအပြစ်ကို ပေးတော်မူမူတာဒါကကျွန်တော် ထာဝရဘုရားသခင်ကကျွန်တော်တို့အပေါ်မှာထားတဲ့သဘောထားခုနဒီသဘောထားအတိုင်းပဲခုနဖခင်ကလည်းဒီလိုပဲရှိမှပဲဆိုတော့ကျွန်တော်နားလည်နေပါတယ်နော်ဘလောက်အပြစ်ဘလောက်လွတ်လို့ဘုရားသခင်ကအပြစ်လွတ်တော်သူဘုရားသခင်ကအပြစ်ကိုတတိမရတော်သူ ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်တဲ့အခါမှာဒီဖခင်နဲ့အတူပဲကျွန်တော်တို့အသက်တာမှာလည်းဘုရားသခင်ကပြန်လာတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့အမြဲတမ်းကြိုးစုံမဲ့ဘုရားသခင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့သဘောပေါက်ဖို့လိုအပ်ပါတယ် ။နော်ဧဖက်ဩဝါဒစာခန်းကြီး1ငယ်73မှာဘာပြောလဲဆိုတော့တင်တို့သည်အထက်ကဝေးလျက်ရှိတော်လဲယခုမှယေရှုခရစ်၌ဖြစ်၍အသွေးတော်အဖြစ်အနီးသို့ရောက်ကြပြီနော်တင်တို့သည်အထက်ကဝေးလျက်ရှိတော်လဲယခုမှယေရှုခရစ်အသွေးတော်အဖြစ်ပြန်လဲ၍နီးစပ်လာပြီဆိုတာဒီရှင်ပေါလုကလည်းကျွန်တော်တို့ကိုပြန်ပြီးတော့သတိပေးနေပါတယ် ခုနကျွန်တော်တို့အားလုံးကလည်းခုနကသားငယ်လိုပဲအပြည့်နဲ့ပြည့်စုံနေတဲ့သားတွေပဲသားသမီးတွေပဲဖြစ်ပါတယ်တခေခရစ်တော်နဲ့ဝေးကွာသွားတဲ့အသက်တာလည်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့သူ့ရဲ့အသွေးတော်အဖြစ်ကျွန်တော်တို့သူ့နဲ့ပြန်လဲနီးစပ်နေပြီနော်ပြန်လဲပြီးတော့တလုံးတဝတဲ့ပြန်လဲဖြစ်ကြောင်းကိုကျွန်တော်တို့ပြန်သိတဲ့အခါမှာကျွန်တော်တို့တခေခရစ်တော်စီကို ပြန်လာဖို့လိုအပ်ပါတယ်လူဟာမမှားသောသူတယောက်မှမရှိပါဘူးနော် အားလုံးမှားသောသူဖြစ်ပါတယ်ကျွန်တော်တို့အမှုတော်ဆောင်တွေလည်းမှားမှာပဲเนาะဒါကြောင့်ကျွန်တော်တို့ကိုကိုကိုပြန်လေသုံးသပ်ပြီးတော့ဘလောက်ဝေးစွာသောတိုင်းပြူရောက်နေရောက်နေဘလောက်ဒုက္ခရောက်နေရောက်နေအဖစီပြန်လာပါဘုရားသခင်ကြီးပြန်လာပါเนาะဘလောက်ဝေးစွာဝေးစွာသောအချိန်မှာရှိတဲ့အချိန်မှာတော့လကောင်းဒုက္ခခံရသောအချိန်မှာတော့လကောင်းသူစီပြန်လာတဲ့ခါမှာကျွန်တော်တို့အမြဲကြိုးစားသော ဖျားဖြစ်တယ်ကျွန်တော်တို့ကျူဆူသောအရှင်ဖြစ်တယ်ဆိုတာပြန်လဲတတိရပြီးတော့ far country အနေနဲ့ကျွန်တော်တို့ပြန်လဲပြန်လာကြသောသူအတီးအီးဖြစ်ကြပါစေလို့အနေငယ်ပဲခွန်အားပေးကြပေးခြင်းပါတယ်ရောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ Também tomato mo a atashin